မင်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ဆိုင်းသူမောင်တင်ဆက်ရေးသားထားတဲ့အော်လန်ဘိုးတင်နဲ့ဝိညာဉ်အမျိုးဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားပါမယ် channel ကလေးကို like ခံ subscribe လုပ်ထားပြီးပါအောင်ဘေးနားမှာရှိတဲ့ notification လုံးလည်းနေပေးထားပါအောင်ခင်ဗျမောင်ဘိုးတင်တို့ကချိန်လေးနဲ့အထိပကြီငွေရဲ့အိမ်မှာမအိပ်သေးပဲနဲ့အောင်မြင်မှုအထိမ်းမှန်နေနဲ့ပွဲခံနေကြတယ်သူတို့ကမကြီးနဲ့ယာကြီးတည်ဆုံသွားတာကိုမသိဘူးညာနေလောက်ပြီးလို့သာကလေးတွေနဲ့ပြုံမြူးနေတယ်ဒါကြောင့်ပကြီငွေအဲ့ခံကျွေးမွေးတဲ့ ်ချက်ကလာသားချက်ကိုအာရပါရစားလို့စကားတွေတပြေပြေနဲ့ပွဲကြနေတယ်ကိုပကြီးကိုကျိုးတို့ရဲ့အကြံမပိုင်ဘူးလားဘိုင်မဘူးတို့ရမင်းတို့ဒီလောက်ထိတော်မှန်ထင်ကိုမထင်တာဖိုးထိပဲဗျာဒီလောက်ကတော့သီးဖွဲ့ပါကိုဘူးတို့ခမရတယောက်တည်းကြောင့်တော့မဟုတ်ဘူးနော်အားလုံးကြောင့်ဒီအောင်မြင်နေဆိုတာကိုသတိရအောင်ဟုတ်ပါတယ်ကွာငါကလည်းဘာပြောနေလို့လဲပကြီးငွေအိမ်မှာမဘူးတို့စားတော့ပြီးပျော်မြူနေပြီမဲ့သူတို့ရဲ့အိမ်ရောက်မှာမကြီးနဲ့ယာကြီးတွေရဲ့ဝိညာဉ်ကသူတို့ရဲ့ပြောစကားတွေဝင်နှားထောင်ပြီးအဲတကြည်ကြည်နဲ့ဖြစ်နေ ဝိညာဉ်ရာကြီးကသူ့ရဲ့ဘေးမှာရှိတဲ့ဝိညာဉ်မာကြီးကိုကြည့်လို့မာကြီးကျွန်တော်တို့ကမကောင်းတဲ့ဘုံဘွားကိုရောက်နေပြီဘာမှကောင်းတာလဲဒီဘွားကသာလို့တာမှကောင်းနေသလားလို့လမ်းလျှောက်ရတာကလည်းပေါ်ပါနေပြီးတော့မှလွင်မျောနေတာနေလို့တာမှကောင်းသည်ရာကြီးကသူ့ရဲ့ဘေးမှာရှိတဲ့မာကြီးကအဆွဲလမ်းကြမကျွမလို့ဘွားရောက်နေသေးကိုပြီးသဘောကျနေတော့သူမိသည့်စကားမှမဆိုသာဘဲနဲ့ငေးလို့သာကြည့်နေတယ်အဲဒီနောက်မှသူတို့နှစ်ယောက်ကပြင်ငွေအိမ်မကိုတက်လိုက်ကြတယ်အဲဒီကမာကြီးပြေးထားပြီးမဲ့ဝိညာဉ်ဖြစ်နေပြီဖြစ်တဲ့သူတို့နှစ်ယောက်ကိုဓာစီနေဆိုမရှိဘူး အိမ်မကိုရောက်ချင်မှတော့သူတို့နေရာကိုမမြင်နိုင်ပဲနဲ့ကျေကလာသားကိုဥလိုက်တယ်လို့အလင်းမှချပြီးပြုံးရီကဝိုင်းပွဲစားတော့နေကြတဲ့မောင်ဘိုးတင်တို့ကိုအနီးကမြင်လိုက်ရတယ်။စိတ်မထင်းတဲ့နေမှာချင်းရဲ့ယာကြီးကပကျင်ကိုကစားပြီးတယောက်ချင်းစီရဲ့မျက်နှာတွေကိုအညိုတကြီးရိုက်ပုတ်နေပြီမဲ့ထီအောင်ရိုက်နေခြင်းကမဆွမ်းသာပဲနဲ့အကြီးမောမပြက်အစားတော့မပြက်ရှိနေတာကြောင့်ပိုးပိုးပြီးဒေါသအဟုန်နဲ့မြင်လာကြတယ်။သူတို့နေရာရဲ့ဒေါသအဟုန်မြင်လာလေလေသူတို့ရဲ့ဝိညာဉ်ကအမေရောင်အခုံးငွေတွေကတပြိပြိပူပူများလာလို့နေပါတော့တယ်။မောင်ဘိုးတင်ကကြက်သားတောင်မယုတ်တစ်ချောင်းကိုကန်ရင်းကခေတ္တတူဝင်နေမိတယ်။ သူ့ရဲ့မျက်လုံးမှာမျက်ကွင်းစိမရှိတဲ့အတွက်ဘေးမှာရှိတဲ့ပြရလောကသားတွေကိုမြင်နိုင်စွမ်းမရှိဘူး။သို့တော်လည်းသင်ပူးတဲ့ပညာတွေကြောင့်စိတ်ထဲမတူးမတန်ဖြစ်လို့နေတယ်။ဒါကြောင့်ပကြီးကိုကြည့်လို့ကိုပကြီးကိုဟေးဘုဒ္ဓပြောဘာလို့လို့လဲ။မလို့ပါဘူးပြေဆုံးနေပြီ။ဒါနဲ့ကိုပကြီးကိုရဲ့အိမ်က၆တာလှန့်တာတွေဖြစ်ဘူးလား။ဘုဒ္ဓနိုင်ငုံမရဘူးတဲ့လူလူလာပြောနေတယ်။ဘာမှမချဘူး။နိုင်ငံကတန်ပြီးသား။ကျိုးစိတ်တွေမတူးမတန်ဖြစ်နေတယ်ခဏ။မဘုဒ္ဓကပြောပြောဆိုဆိုအင်းရောက်ဆင်းသွားတယ်။ဂျန်နေသူတွေကမဘုဒ္ဓကို ဘာကြောင့်လာလဲဆိုတဲ့အကြည့်နဲ့ကြည့်ပြီးနေတယ်။သူတို့မသိတာကမာကြီးနဲ့ယာကြီးရဲ့ဝိညာဉ်တွေကတပြပြအညိုးကြီးလို့အနေရအခုံးငွေတွေထောင်းထောင်းထားနေပြီ။ရန်လိုတဲ့အနေထားကိုပြောင်းလဲလို့မူရင်းတဏှိပြောက်ွယ်လို့နေပါဖြစ်နေတယ်လို့။ရေရီရွှဲရွှဲဆိုနေပြီးဇပီနီကရှုပ်ပွားနေလို့အတော်ကိုမနှိမ့်မြိုစရာရုပ်သွင်ပြုတ်ကိုရောက်ရှိနေပြီဖြစ်တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကဘယ်သူ့ကိုမှထိခိုက်အောင်လုပ်နိုင်စွမရှိသေးဘူး။ကမဲစိတ်ဓာတ်နည်းနေသေးလို့ဖြစ်ပါတယ်။မကြတော့ချိန်မှာမမိုးတင်ကအင်မိုကိုပြန်တက်လာတယ်။အင်မိုရောက်တဲ့အခါမှာမာကြီးနဲ့ယာကြီးတွေရဲ့ဝိညာဉ်တွေကိုမြင်နိုင်စွမ်းရှိနေပြီဖြစ်တယ်။ အင်းရောက်ကိုသွားပြီးခြေစာမုန်းနဲ့မတန်ရွတ်လို့မျက်လုံးကွင်းငယ်လာပါမမိုးတင်ကဒီဝိညာဉ်နှကောင်ကိုသူတို့ရဲ့ယာချင်းနဲ့မကြီးဟူ၍မသိဘူးဘာကြောင့်လဲဆိုတော့ဒီဝိညာဉ်ကြီးရဲ့ကိုကထွက်နေတဲ့အမင်းရောင်အခုံးငွေတွေကဘသူပဲဝါမမသိနဲ့လောက်အောင်ထားလုံးထားနေလို့ပါဘိုးတင်ကဝိညာဉ်နှကောင်ကိုကြည့်ပြီးဟဲ့တရေဒီငါစိတ်ထဲထင်နေတဲ့အတိုင်းနေလို့ကတကယ်ရောက်နေတာပေါ့အဲဒီနောက်ဘိုးတင်ကမန္တန်တပုတ်ကိုခတ်တူတူရေရွတ်လိုက်ပြီးခြေကိုဆောင်းလိုက်တော့မကြီးနဲ့ယာချင်းတွေရဲ့ဝိညာဉ်ကအိန္ဒိယကိုပေါက်ထွက်ပြီးလွင့်စင်သွားတော့တယ်ဝိညာဉ်လောကရဲ့ရောက်ခါစားမှာပဲယာချင်းနဲ့မကြီးက မမိုးရင်လက်ချက်နဲ့ပကြင်ဝဲအိမ်ကနေအရှင်ပြင်းစွာလွင်စင်လာတော့သူတို့တခါမှမရောက်ဘူးတဲ့နေရာကိုရောက်ရှိသွားတယ်။အဲ့ဒီနေရာကရွာတွေရပမာရှိနေတယ်။သူတို့တေချာကြည့်လိုက်တဲ့အခါမှာထုံးပြပြထုတ်ထားတဲ့အုပ်ကူတွေနဲ့မြေပုံတိတ်ကမှတ်တမ်းတွေရှိနေပြီးတော့သင်္ချိုင်းဆိုတာကိုသူတို့သတိထားမိသွားတယ်။သင်္ချိုင်းမှာသူတို့ကိုမြင်မိမဲ့မတိကျုံကျုံပြပြီးသွားလာလှုပ်ရှားနေကြသူတွေကတကယ်တော့အပေပုံသားတွေသာဖြစ်ပါတယ်။ရာကြီးနဲ့မာကြီးကဟိုလူခေါ်ရနုနုဒီလူကိုခေါ်ရနုနုနဲ့ဘာလို့ရမှန်းမသိဖြစ်နေစီမှာဇေယျပမာပြပြစင်ကြီးကိုဝှစ်စင်ထားပြီးတရားထိုင်နေတဲ့ပုဂ္ဂိုလ်တို့ကိုတွေ့ရတဲ့အခါ လူစိတ်သိမပြောက်သေးတဲ့ယာကြီးက မာကြီးဇေယျဘောကတရားထိုင်နေတာသူတို့စဉ်းစားမသိဘူးချုပ်တကားမှမမြင်ဘူးအေးဟုတ်မယ်နင်ကဘာလို့မလို့လို့ကျတို့သွားခရောကြရအောင်ငါတို့ကသိနေပြီမလားသိသေးချင်းချင်းခရောထိုက်သူကခရောတာကောင်းတယ်ကျတို့ကလည်းသူမြင်မြင်ရမှာအေးပါနင်တဘောပဲဝိညာဉ်ယာကြီးနဲ့မာကြီးကဇေယျဘောတက်သွားပြီးတရားထိုင်နေတဲ့ပုဂ္ဂိုလ်နဲ့မလန်းမကမ်းမှထိုင်လို့ရှုပ်ခိုးဥချနေတယ်ဥချပြီးပြီမဲ့လည်းသူတို့နှစ်ယောက်ကမိတိနေရာကိုမှထွက်မသွားသေးပဲနဲ့ ဇရက်တိုင်ကိုသာမိပြီးတရားထိုင်နေတဲ့ပုဂ္ဂိုလ်ကိုသာငေးကြည့်နေတယ်။အတန်ကြာတဲ့ကဒီပုဂ္ဂိုလ်ကမျက်လုံးကိုပြင်းပြင်းစွာဖွင့်လာလို့ဒုက္ခဒုက္ခဒါပေမဲ့သင်တို့ကသင်တို့နဲ့မကြသေးဘူးထင်တယ်။ဆရာကြီးကကျုပ်တို့ကိုမြင်လာလား။ဆရာကြီးကသူတို့ကိုစကားဆုံးနေတဲ့တရားထိုင်နေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးမယုံကြည်နိုင်စွာနဲ့စကားဆိုတယ်။အဲဒီနောက်မှာတရားထိုင်နေတဲ့ပုဂ္ဂိုလ်ကြီးကတစ်ချက်ပြုံးလို့ကဲသင်တို့နှစ်ယောက်ကကျုပ်ကိုဦးချခရော့တယ်ဆိုတော့ဘာအကူအညီပေးရမလဲပြော။တကယ်ပြောတော့လက်ဆရာကြီးတကယ်ပြောတော့ပါ သင်တို့လိုချင်တဲ့အရာကိုတောင်းနိုင်ပါလေ။ ကျွန်တော်ကဒီဘွားကိုအခုမှရောက်လာတယ်ဆိုတော့ရောင်းလည်လည်ဖြစ်နေပါတယ်ဖြစ်နေအရာဝတ္ထုကိုကံကျင်ထူးထည်ခြင်းပါတယ်ဆရာကြီးဘာဖြစ်လို့လဲတခြားတန်ဖိုးရှိရာကိုပြင်တောင်းပါဒီကရာကြီးနဲ့မာကြီးကတရားမျက်နှာတယောက်ကြည့်လို့ဘလို့သဘောရလိမ့်မှာကြီးနင့်သဘောပဲငါတို့ထိနေကိုင်းနိုင်ရင်ဟိုကောင်တွေကိုဆုံးမလို့ရပဲအဲ့ဒါပဲတောင်းအေးဗျာစိတ်ချကျုပ်လည်းအဲ့ဒါပဲတောင်းမယ်ရာကြီးကပုဂ္ဂိုလ်ကြီးဘက်ကိုပြန်လှည့်လို့ထိနေကိုင်းနိုင်အောင်ပဲလုပ်ပြီးပါတခြားဘာကူမှမလိုအပ်ပါဘူးတေခတ်တာကို သင်တို့ကအဲ့ဒါပဲလိုချင်နေတယ်ဆိုတော့လေကျုပ်ကပြည့်စည်ပေးရမှာပေါ့ဒါပေမဲ့ကိုယ်တိုင်မှတ်သားဖို့တော့လိုတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဆိုမှတ်ပြီးတော့သင်တို့မှာကစိတ်ဝိညာဉ်ကြီးအဖြစ်ပြောင်းသွားပြီးတော့အများသူကမြင်တွေ့နေတဲ့ရုပ်ခန္ဓာကိုယ်ကြီးကနေသင်တို့ရဲ့နာငါဆွန့်ခွာသွားတာကိုသိရလို့ဆိုတာအခုသင်တို့ရောက်နေတဲ့ဘဝကလည်းအပေပုံဘဝပဲကောင်းတဲ့ဘုံမှာတော့ရောက်နေတယ်မထင်စေချင်ဘူးသင်တို့အရာဝတ္ထုကိုကန်တွေ့ခြင်းသင်တို့ရဲ့စိတ်ကိုညင်အောင်ထားပြီးဒီအရာကိုကန်နိုင်တယ်လို့မှတ်ပြီးကန်ကြည့်ပြီးတော့ကျွန်တော်ဒီမှာတစ်ခါတည်းလေ့ကျင့်ပေးရစီ မသိတာရှင်ဆရာကြီးကိုမေးချင်လို့ခေါင်းပါပြီဝှပြုစင်ကျဲဘုပ္ပကအဲ့တော့သာစကားဆိုပြီးတရားပြန်ထိုင်နေတယ်ရာကြီးနဲ့မကြီးကတော့ဇေယျတိုင်းမှာရှိတဲ့ရေအိုးစင်ကတသားရေအိုးဖုံးပေါ်မှာတင်ထားတဲ့အုံမှုခွက်ကိုတယောက်တည်းလေကန်ကြည့်နေတယ်ဒါပေမဲ့ကန်လို့မရဘူးသူတို့ကန်လိုက်တဲ့သူတို့ရဲ့လက်တွေကရေအိုးတွေကိုနစ်ဝင်သွားတယ်အတန်းကြောင်လှုပ်ပြီးမှမရဖြစ်နေတဲ့အခါတရားထိုင်နေတဲ့ပုပ္ပကမျက်လုံးကိုမပွင့်မနေစကားဆိုတယ်သင်တို့ကရေမုတ်ကိုမှအာရုံမထားတာဘယ်လိုကန်လို့ရမလဲရေမုတ်ကိုတခြားအာရုံပြုပြီးကန်ပြီးတော့ဒီကရာကြီးကသူ့ရဲ့ရှိခါ အမုတ်ခွက်အရင်မုတ်ကသာအသေးစားအာယုံပြီးပြီးကန်လိုက်တော့ဟာကျုပ်ကန်လို့ရသွားပြီမာကြီးကန်ကြည့်ရင်မုတ်ကိုပဲအာယုံထားယာကြီးကကန်ထားတဲ့ရင်မုတ်ကိုပြန်လင်းလိုက်ပြီးမာကြီးကိုစကားဆိုတယ်ဒီကမာကြီးကလည်းရင်မုတ်ကိုဆူဆက်ကြည့်လို့ကန်ပြီးတော့မြောက်လိုက်တဲ့အခါအောင်မြင်စွာနဲ့ကန်မြောက်နိုင်သွားပြီဖြစ်ပါတယ်မမိုးတင်တို့ကပဂျင်ကိုရဲ့အိမ်မှာအိတ်ကြပြီးမနဲ့မိုးလင်းတဲ့အခါရွာထဲမှာရှိတဲ့လမ်းပေါ်မှာလူတို့ရဲ့အုံအုံကျွဲ့အတန်းကြီးကြောင့်နိုးလာကြတယ်ကိုပဂျင်ကိုခင်ဗျားတို့ရွာကဘာရှိလို့လဲဗျာအစောကြီးရှိသေးတယ်လူတွေတယုံယုံနဲ့ ငါလည်းဘဲသိမလဲမင်းတို့နဲ့အတူတူနေနေတာကိုခဏလေးငါမေးကြည့်မယ်ဘကြီးငိုကသူ့ရဲ့အိမ်မတဲတကားကိုတုံးခွင့်လိုက်ပြီးရွာလေးလမ်းမှာစကားတပြေးမနဲ့သွားနေကြတဲ့လူတချို့ကိုလှမ်းအောင်မေးတယ်ဟေးရေးသေးရဲ့ပါဦးဘာတွေဖြစ်နေကြတာလို့မနဲ့စောစောစီးစီးဘာဖြစ်ရမှာလို့အယုတ်ချမလူတွေလောင်းနှလောင်းတွေးလို့ဆဲနေတာကိုသွားကြည့်နေတာဒါတော့ရေးတွေတက်နေတာဘယ်ကလေးတွေကမကြောက်မရွံ့ရေးသွားစော့တယ်လည်းမသိဘူးကလေးတော့မဟုတ်ဘူးတဲ့လူကြီးတွေလိုပြောတယ်ဟုတ်လားသွားသွားငါတို့လည်းခဏနေလာကြည့်အောင်မယ် ပကြီးငူကလမ်းသွားလမ်းလာလေးကိုမေးမြန်းပြီးတဲ့နောက်မမိုးရီတို့ဘက်ကလှည့်လို့မင်းတို့လည်းကြားတယ်မလားကြားတယ်စိတ်တော့မကောင်းပါဘူးမင်းတို့သွားကြည့်မလားမကြည့်ပါဘူးကြာညကအေးပြတ်ထတာနောက်တော့နည်းနည်းထပ်အိတ်လိုက်အောင်မမိုးရီတို့ကပကြီးငူကိုအဲ့လိုစကားဆိုလိုက်ပြီးတော့မပြန်အိတ်နေတယ်ပကြီးငူကဆက်မအိတ်တော့ပဲနဲ့သူ့ရဲ့ကျေးဇူးရှင်များအတွက်မနက်စာပြင်ဆင်ပေးဖို့အေးရကထားသွားတော့တယ်မမိုးရီတို့ပြန်ပြီးအိတ်ပြော်လူလူအချိန်မှာအင်ရောက်ကဩခေါ်တဲ့နေ့စူညံစွာနဲ့ထွက်ပေါ်လာတယ်ဖိုးထွေတာရနဲ့ခလေးသုံးကောင်ရှိလားပကြီးငူ ရှိပါရယ်ခင်ဗျာခေါင်းလေးတွေကအိတ်နေတယ်မိမိရလူကြီးရောရေရိုးစင်ရလူကြီးရောပါလားဘာကိစ္စများရှိလို့လဲခိစားကနောက်မှမီးမင်းရဟူမြောင်းလောင်းလေးတွေကိုဘေဘီရောက်လိုက်ခဲ့ရမယ်မအားဘူးခင်ဗျာကျုပ်ကအလုတ်ကမင်းစကားမများနဲ့မင်းငါရမလိုက်ချင်းမြို့ကကိုပို့ရလိမ့်မယ်ဗျာဘာဖြစ်လို့လဲဘာဖြစ်ရမှာလို့မင်းနဲ့မင်းကောင်နေမွေလို့ယာကြီးနဲ့မကြီးဆုံးပြီကဒီစကားကိုအိမ်မောကနားထောင်နေတဲ့မောင်မိုးတင်တို့ကြားရတော့တရားမျက်နှာတယောက်ကြည့်ပြီးငိုကြွေးနေကြပါတော့တယ် ဘေဘီရလူကြီးရဲ့အိမ်မှာမဝိုးတင်တို့ထေတုံးခက်ခဏရတယ်။ရလူကြီးကသူ့ရဲ့သားကိုမြင်နေတာမပြီးရိုးစင်ရွာကထေတုံးကိုပါငှားပြီးတော့မှသူတို့ချောက်ကိုထေတုံးခက်တာတယ်။အခုကိစ္စမှာမာလီပါကျန်ရပါလို့သူတို့တယောက်မှမပွင့်ဟ။ဘကြီးငိုကလည်းသူ့ရဲ့လူရဲ့အတွက်အစိမ်းမကောင်းဖြစ်နေတယ်။သူတို့ကယာကြီးနဲ့မာကြီးရဲ့အလောင်းကိုတော့မမြင်မတွေ့နိုင်ဘူး။ရလူကြီးအိမ်မှာထေတုံးခက်ခဏလေးကငူရှိုက်နေတယ်။ဒီလိုဖြစ်မမှန်းသိရင်ကျိုးတို့မြောက်ဘက်ကန်ကိုမပို့ပါဘူး။ဟုတ်တယ်သားရငါလည်းဒီလိုဖြစ်မမှန်းသိရင်လေးမာကြီးကိုမပို့ဘူး။ကျိုးတို့ကြောင့်သူတို့သိရတာ အစကဘေးဘင်းသားတွေကပကြီးငွေနဲ့မှာမိုးတင်တို့ကိုအတော်ကိုဒေါသထွက်နေပြီမြဲထေတဝက်ခန္ဓာအသည့်တန်ရာကြီးနဲ့မာကြီးဆုံးပါမှုအတွက်အတော်ကိုယူကျုံးမြဖြစ်နေတဲ့မှာမိုးတင်တို့ကြောင့်စိတ်တို့ဒေါသကမထွက်တော့ဘဲနဲ့ဝမ်းနေနေကြတယ်ဒါပေမဲ့ရွာလူကြီးကတည်ဆုံးသူတွေရဲ့မိသားစုတွေအတွက်တရားမျှတမှုယူပေးရအောင်မှာဖြစ်တော့သူရဲ့သားပါဝင်ဒီကြံစီသူတွေကိုထေတုံးခတ်တာပြီးဆင်မင်းနေပါတယ်ဘုရေပြားပါမပနဲ့အခုချိန်မှာငါကမင်းပါမှုဘေဘီကလူကြီးငါမေးတာကိုအမှန်တိုင်းပြေ ကယ်ဆိုမင်းတို့နှစ်ယောက်ကအကြီးမင်းတို့မှာအပြည့်ဝတာဝန်ရှိတယ်ဟုတ်ကဲ့ပါပါမင်းနဲ့ဘိုးတင်ကမာကြီးကိုခေါ်သွားတယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်မင်းတို့ကောင်းနေမင်းတို့အမေနီးပါးအရွယ်တွေကပြောင်းစရာနှောက်စရာများထင်နေလို့လားကျတို့ကအဲ့လိုရည်ရတာမဟုတ်ပါဘူးပါအဲ့တော့ဆိုဘယ်လိုပြောလဲပြောစမ်းဘိုးတွေကစက်ပြီးမပြောတော့စက်ပြောကမာလီပါပါလာမှာဖြစ်ပြီးအကုန်လုံးကရှုပ်ကုန်မှာဖြစ်တယ်ဒါကြောင့်မလို့ဘိုးတွေကဘာစကားမှမပြောတော့ဘူးကောင်းပြီမင်းတို့တွေကိုယာချင်းနဲ့မာကြီးနိုင်ရေးပြီးတဲ့အထိထိတ်တုံးခတ်တာမယ် နောက်တဲ့ကိစ္စကဒီဆုံးသမီးသားစုတွေရဲ့သဘောပဲသူတို့ခွင့်လွန်ရင်မင်းတို့လွတ်မယ်သူတို့မကျေနပ်လို့မျိုးကပ်ကိုပို့ဆိုရင်ငါကမျိုးကပ်ပို့မယ်ကြားလားရယ်လူကြီးကပကြင်ကိုတရားကြည့်လို့ပကြင်ကိုမင်းကလည်းမကြီးမငယ်နဲ့မင်းမတောင်းကနေနေပြီအခုတော့ငါလည်းမတတ်နိုင်ဘူးမင်းရောက်မှလောင်းကြည့်တာမင်းတို့ကိုမျိုးကပ်မပို့ခိုင်းဘူးဆူတောင်းပြီးတော့ရပါလေရယ်လူကြီးကျတို့ကဒီလိုပြစ်မယ်လို့တကယ်မထင်တာပါကျတို့လည်းအတော်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကဲထားတော့ငါလည်းနိုင်ရင်ကိုသွားလိုက်အောင်မယ်ဒီနေ့တော့ရယ်လူကြီးကမမိုးတင်လို့ခြောက်ရောက်ကိုထိတုံးခတ်ထားပြီး အိမ်ဝိုင်းပြင်ကိုထွက်သွားလို့ရင်းနှီးသေးဆုံးသူမကြီးနဲ့ယာကြီးတို့နိုင်ကြီးအတွက်ထွားရောက်ပြင်ဆင်ပေးဖို့ထွက်ခွာသွားပါတော့တယ်ဘေဘီမောင်ရဲ့ညကမမိုင်းလာတယ်ဒီအတွက်ရွာလူကြီးအိမ်လေးကလည်းမမိုင်းချင်းအတိထေတုံးတစ်ခုကိုတန်းစီပြီးလူချောက်ထေတုံးခက်လျက်အနေထားနဲ့ရှိနေတယ်ပကြီးငွေနဲ့ဖိုးထွေးသားကြီးတို့ကထေတုံးတစ်ခုသာရပေတူးနဲ့မောင်ဘိုးတင်တို့ကတစ်ခုအခက်ခံထားရတယ်သူတို့ကအေဂျင်စီမဖြစ်ပေနဲ့မကြီးနဲ့ယာကြီးအချောင်းကိုတွေးပြီးစိတ်မကောင်းဖြစ်နေကြတယ်သူတို့မမြင်တဲ့နာကသူတို့သတိရနေတဲ့ယာကြီးနဲ့မကြီးတို့ကအနားမရက်ပြီးမျက်စောင်းထိုးကြည့်တယ် မဘိုးတင်ကသူ့ရဲ့ဖေးကသားရကိုထထောင်လဲတူလို့ကိုသားရအေးဖို့တင်ဥယျာကြီးနဲ့လေးမကြီးတို့တော့ဖေးဘွားကိုမြန်ရောက်နေကြလဲမသိဘူးနော်နောင်ဘွားမှာညားပါသေးဗျာသူတို့ကမူချင်းလို့ချောင်းပြက်ကူတာနေမှာပေါ့အဲ့လိုမပြောပါနဲ့တကယ်တော့ငါတို့မားတာအဲ့ဒီအချိန်မှာဖြောင်းနေအတန်ကြားပြီဟာကိုသားရမားတယ်ဆိုရင်ကိုဘွားကိုရှိုက်ပြီးပြောလိဗျာဘာလို့ကြုတ်ပါရိုက်နေတာလဲအဲ့ဒီကသားရကလည်းမရိုက်ပါဘူးကွာအမလီကိုပကျင်းကိုမကျင်းတဲ့အထက်ပြောပါအမောင်ထဲမှာပါရိုက်တာတော့မကောင်းဘူး ရိုက်ပါဘူးကွာဟာသွားကြည့်ပါပြီငါမရိုက်ပါဘူးဆိုဘာလို့ပြန်ရိုက်တာလို့သူတို့ကတရားတော်ပေါ်အော်ပြီးပါးလေးကိုပွတ်နေတယ်ထူးဆန်းစွာပြီးရွာလူကြီးကလည်းအိမ်မှာရှိမနေမကြတော့အချိန်မှာပကြီမုံကတခွိခွိနဲ့လေပင်းကိုကမ်းပြီးအသက်ရှူချက်နေတဲ့ရံဖြစ်လာတယ်အမောင်နှဲမှုလို့ဂျန်တဲ့သူတွေမမြင်ရပါမိပကြီကိုမတက်မသားဖြစ်နေတာကိုသိတဲ့အတွက်မမိုးတေတို့ကငဲတယ်မောင်အော်တော့တယ်လောက်ပေါင်းပြကိုပကြီကိုဘာဖြစ်လဲမသိဘူးပြောခဲကြပါဦးမမိုးတေတို့ရဲ့ကျေလောင်တဲ့အော်တန်ကြောင့်ရွာလူကြီးအပါဝင်အခြားသူတွေကမိရင်လေးတွေဆွဲပြီးသူတို့အနည်းကိုရောက်လာတယ် အနာကိုရောက်တဲ့ကမင်းအလင်းအောင်မှာမျက်ပြူလန်းနေပြီးပြည့်တဲ့ပကြီးကိုကိုထေတုံးအမြန်ဖြုတ်ပေးပြီးသတိပြန်လဲဖို့ဝိုင်းဝန်းပြုစုပေးကြတယ်ဒီနောက်ထေတုံးကခန္ဓာရတဲ့သူတွေအားလုံးကိုမီးရောက်နေကြည့်လိုက်တဲ့ကအားလုံးရဲ့မျက်နှာမှာကအညိုမဲတွေဆွဲနေပြီးပကြီးကိုကလည်းသတိပြန်လာတဲ့ကရွာလူကြီးကဟေးကောင်တွေဘလို့ဖြစ်တာတို့ကျုပ်တို့ကိုပါရီတရားကိုလာရိုက်နေတယ်ကျုပ်ကိုဆိုသေးအောင်လဲဘေးမှာညှက်နေတာဟုတ်ကောဟုတ်ရဲ့လားမင်းတို့အချင်းချင်းတွေပြန်ရင်ထားတာမဟုတ်ဘူးလားဟာရွာလူကြီးဟာကျုပ်တို့ကဘာလို့ချက်ရမှာတို့ကျုပ်ထင်လေးမှချင်းနဲ့ဥရကြီး ကျွတို့ကိုမကျင်းတဲ့လူလာလို့တာဖြစ်မယ်။ရွာလူကြီးကလည်းခေါင်းချောက်လို့မိခွက်တွေထွန်ပြီးမမိုးတင်တို့ကိုစောင့်ပေးနေတယ်။အဲ့ဒီအခါမှာနောက်ထပ်မိသည့်အန်ဒီမှာအထမတွေ့ရပဲနဲ့အေးစီးစွာနေရပါတော့တယ်။မမိုးတင်တို့ကိုယာကြီးနဲ့မာကြီးတို့ကတရေဘွားနဲ့ပားရိုက်လေပင်ညက်တယ်ဆိုတဲ့တဲ့ရင်ကဖေဖေတရားလုံးမှာသမကရေဦးစင်ရွာထိတယ်အောင်ဖျက်နှံသွားတော့တယ်။ဒီတဲ့ရင်ကိုမလေးရှားတဲ့အခါမမိုးတင်တို့တို့များစွာစိတ်မကောင်းဖြစ်မိတယ်။အမှန်ဆိုရင်ဒီကလေးတစ်သိုက်ကွယ်သုံးချသူကသူမလေးအပါအဝင်ဒါကြောင့်မိခင်ကြီးဖြစ်သူကိုဖြေချောင်းကုန်စင်ပြောပြတော့မိခင်ကြီးက ငါထင်ပါတယ်ဘူဒီတို့ဘူဒီတို့ကဒီလိုဖြစ်ရမလို့ပါဘူးဆိုတာအမှန်တော့ဖြစ်ချင်တယ်လို့ဖြစ်တာပါပဲဘယ်သူဘယ်သူမှအပြစ်မရှိပါဘူးငါလေးရွာလူကြီးကိုအဲကလေးတွေကိုလှုပ်ပေးဖို့အစာကလေးကပြောထားတယ်ဆရာတော်ကလည်းရာကြီးရဲ့အုတ်ထင်းသူအနေနဲ့သူလည်းကလေးတွေကိုအပြစ်မယူပါဘူးဖြစ်ချင်တယ်လို့ဖြစ်ကြပြကြတယ်လို့ပဲသဘောထားပါတယ်ညီလေးသတိတမီးကရတော့အိမ်တော်ပြုတ်မယ်ဆိုရင်မြန်မြန်ပြုတ်အရှင်တို့လောင်းကစားပဲမှတ်မနေနဲ့နေအမဘယ်လိုဖြစ်သွားတယ်ဆိုတာကိုတွေ့လာလောင်းကစားနဲ့ပတ်သက်ရင်ဘာအသိတရားမှမရှိတော့ဘူးဟုတ်ကဲ့ပါမီကျမအမြင်မှန်ရပါပြီ အခုတော့ကျမအပြင်ကိုသွားပြရသည်မလေးကအမြဲတရွတ်တွေအတိုင်းဖောင်းကြီးလာတဲ့အမပြစ်သူမရှိတော့တဲ့အတွက်အတော်ကိုယူကျုံးမြတ်ဖြစ်မိတယ်။သူမရဲ့အမဆုံးမသွားပြီဆိုတာကိုမယုံကြည်နိုင်အောင်ဖြစ်နေတယ်။အခုသူမသွားမယ့်နေရာကရွာသိန်းချင်းစီကိုဖြစ်တယ်။မစည်းမဆိုင်ကလေးတွေဒုက္ခရောက်မှဆိုးတဲ့အတွက်အမပြစ်သူနဲ့ယာကြီးတို့ကိုသွားတောင်းမှမေးလို့အဆုံးဖြတ်ပြီးတယောက်တည်းထွက်လာတာဖြစ်တယ်။ရွာပြင်သိန်းချင်းကိုရောက်တဲ့အခါသူမရဲ့လက်တစ်ဖက်တစ်ချက်စီကိုလူနှစ်ယောက်ကတစ်ဖက်စီဆွဲခိုင်းထားသလိုခံစားနေမိတယ်။သူမကကြောက်စိတ်ကိုချိန်မိပြီးထိန်းလို့ အမနဲ့ကိုရာကြီးလားကျမတောင်းပန်ခြင်းလို့ပါကျမပြောတာကိုကြားတယ်ဆိုရင်တိသာစီမဲ့အရာတခုခုလုပ်ပြပါဦးမာလီရဲ့စကားဆုံးတော့သူမရှိမှရှိတဲ့မြေကလေးတွေကလေဘော်ကိုမြောက်တက်လာပြီးပြန်ကြသွားတယ်အဲဒီကမာလီကဆက်ပြီးစကားဆိုတယ်အမငါတောင်းပန်ပါတယ်ဒီကိစ္စတွေအကုန်လုံးကငါကနေစခဲ့တာကလေးတွေနဲ့ကိုပကြီးကူကဘာမှမဆိုင်ဘူးနင်တို့မကြည်နဲ့လို့တက်ချင်ငါ့ကိုတက်ငါအသေးခံမမယ်ကိုရာကြီးကျမတောင်းပန်ပါတယ်ကျမရှင်ကိုအကူကြီးတယောက်လိုပဲတန်ရုံးစင်ရှိတာပါအဲ့ဒါကြောင့်ကျမအမနဲ့ပြီးစားဖို့ မမမမစီစဉ်တာပါခလေးတွေကိုဘာမှမလုပ်ပါနဲ့တော့သူတို့ကတကယ်ကိုဘာပြစ်မှမရှိတာပါကျမတောင်းပန်ပါတယ်မကြည်နဲ့ကျမကိုအပြစ်ပေးပါမလေးကငုံမဲ့လေးတန်လေးနဲ့တောင်းပန်စကားဆိုနေတယ်ဒီနောက်မှာအချိန်တန်ကြာဘာစကားမှမပြောဘဲနဲ့ငြင်းနေစီမြေစာမုံနေအပေါ်ကိုပြန်တက်လာပြီးမလေးအနီးနားကိုခြေလမ်းတလမ်းချင်းစီအတိုင်းမြေစာမုံလေးတွေနဲ့မျက်ပင်လေးတွေလှုပ်ရမ်းသွားပြီးတော့တပြည့်ပြည့်နဲ့လှမ်းလာတယ်ဒီနောက်တော့လူတယောက်ပွေးပတ်လိုက်တဲ့အလားမလေးကခံစားရပြီးသူမှမမြင်ရပြီမဲ့ခံမမိပြန်လဲထွေးပွေးလို့ဘာတူလဲအမလား ။တရားကကြောပြင်းကိုလက်နဲ့အသာရပုတ်ပြီးဟုတ်မှန်ကြောင့်ပြောတဲ့အတွက်မျက်ရည်တွေစီးကြရပြန်တယ်။အမဆွန်းသူလူအမြဝင်သာဓုခေါ်ပါနော်မမိပါနဲ့။ခွေရကြီးအနာမှာရှိနေကျမပခုံးကိုကင်ထားပြီးပါလား။သူဒီလိုပြောတဲ့အခါပခုံးတို့ဘက်ကိုလာကင်တာကိုတိတာစွာခန်းစားမိလိုက်ပြီးခွေရကြီးလည်းအမြဝင်သာဓုခေါ်ပါနော်။အရာအလုံးတွေကျမတောင်းပန်ပါတယ်။ဒီလိုနဲ့မလေးကသူများအမြတယောက်တည်းငိုကြွေးနေတယ်လို့ထင်နေပြီမဲ့။သူမရဲ့အနာမှာတော့သူမရဲ့အမနဲ့ယာကြီးရှိနေတယ်ဆိုတာကိုဒါမှန်သူတွေဖို့သိနေမှာတော့မဟုတ်ဘူး။ မမိုးတင်တို့ကိုမာကြီးရဲ့မိခင်နဲ့ရာဟုဆရာရဲ့မေတ္တာရက်ခံမှုဖြင့်ရာလူကြီးကထိတ်တုံဖြုတ်ပြီးတယ်ထိတ်တုံကလွတ်တာနဲ့သူတို့အားလုံးကရာပြင်းကတင်းချိုင်းကိုသွားပြီးမြေပုံရှိမှာရှစ်ခုဦးချလို့တောင်းပန်နေတယ်ပကြီးငုံကလည်းငိုယူပြီးတောင်းပန်နေတယ်သူတို့တောင်းပန်နေရခြင်းကကြောက်လို့မဟုတ်စိတ်ထဲမှာကောင်းလို့တောင်းပန်ကြခြင်းဖြစ်တယ်သူတို့ဘလောက်တောင်းပန်နေတယ်မသိနေဝင်လူလူအချိန်တန်ရာကုန်မပြန်သေးပဲနဲ့ရာကြီးနဲ့မာကြီးရဲ့မြေမှုနားမှာထိုင်နေမိတယ်ဒီတော့မှရွာတွေကလူတယောက်ကတင်းချိုင်းစီကိုဒုံဆိုင်ပြေးလာနေတယ်အဲ့ဒီသူကတော့ဂျိုးသိန်းဂျိုးသိန်းကမမိုးတင်ကိုကြည့်လို့ဘိုးတင် ဘုရားကိုကြိုတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲကနောက်မှပြောမင်းဘာဘာဖြစ်တယ်လဲမသိဘူးဒီရင်တည်းနဲ့ရွာထဲဝင်လာတာအခုမင်းတို့အိမ်ကိုလိုက်ပို့ထားတယ်ဟာဘလို့ဖြစ်တာလဲမသိဘူးငါတို့မေးတာလဲဘာမှမေးလို့မရဘူးဒုက္ခပါပဲဗျာမမိုးတင်ကကျန်တဲ့သူတွေကိုစကားတော် မပြောနိုင်တော့ဘဲနဲ့ရွာထဲကိုပြေးဝင်သွားတော့တယ်မမိုးတင်ပြေးဝင်သွားတာနဲ့ကျန်တဲ့သူတွေကလည်းသူ့နောက်ကပြေးပြီးလိုက်ပါသွားတော့တယ်ဝတ္ထုကလေးကတော့အီးမြတ်သားပါပဲဒီနေ့တင်ဆက်ပေးခဲ့တာကတော့အော်လန်ဘိုးတင်ရဲ့ဝိညာဉ်အညိုးဆိုတဲ့ဝတ္ထုကလေးပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း လက်ခံ subscribe လုပ်ထားပြီးပါအောင်ခင်ဗျာပြီးနောက်မှာရှိတဲ့ notification လုံးနဲ့နှိပ်ပေးထားပါအောင်နားဆင်ပြီးသူပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်